ကျမရဲ့အတွက်အလွန်ကြိုးပြတဲ့ကျဟင်္ဂါးဒီကိုစီးပွားဖြစ်ဖြစ်အိမ်ချမ်းဝင်းလေးမှာဖြစ်ဖြစ်အထွက်နှုံကောင်းကောင်းနဲ့စိုက်ပျိုးဖို့စိတ်ဝင်စားပါတလားဟုတ်ကဲ့အားလုံးမင်္ဂလာပါ WMA Technical Knowledge Channel မှာပြန်လည်ကြိုဆိုပါလေဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့အညီဘယ်လိုအချိန်တွေမှာဘယ်လိုနည်းလမ်းတွေနဲ့စနစ်တကျစိုက်ပျိုးရမလဲဆိုတာကိုအစအဆုံးဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ် းခဲ့ပါပထမဆုံးအနေနဲ့မျိုးရွေးချယ်မှုနဲ့စိုက်ပျိုးချိန်ပဲဖြစ်ပါတယ်အချိန်ဟင်းကားမှာကျွန်တော်အပူမျိုးအရှိမျိုးအလုံးမျိုးဆိုပြီးတော့အပြုံးမျိုးရှိကြပါတယ်ကုဒေတာနဲ့ဈေးကွက်ကြိုက်ညစ်တဲ့တဲ့ယောဂခံနိုင်ရည်ရှိတဲ့မျိုးစိတ်ကိုရွေးချယ်ဖို့အရေးကြီးပါတယ်အစိတ်ကိုဓာတ်ရဲမချခင်တညာရည်စိမ်ပြီးမှစိုက်ပျိုးရင်အပင်ပေါက်နှုံးပိုကောင်းပါတယ်ဂျာဒီဂူရုနဲ့စိုက်ချိန်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာချိန်ဟင်းကားပူနွေးတဲ့ယာဒီဂူရုကို ိုင်နေတဲ့တဲ့အတွက်မြန်မာနိုင်ငံရဲ့မြေပြန့်တွေအတွက် data တွေမှာတစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါတယ်မိုးရွာဒီမှာဆိုရင်တော့မေလနဲ့ဇွန်လမြန်မာမိုးရေကိုအပြုပြီးတော့စိုက်နိုင်တယ်ဆောင်းရွာဒီမှာဆိုရင်ကျွန်တော်အောက်တိုဘာလနဲ့နိုဝင်ဘာလမြန်မာရည်တွင်းစနစ်ကိုဘီယူစိုက်ဖို့လိုပါတယ်မြေပြင်ဖို့အတွက်ဆက်သွားပါမယ်ရေစီရလာကောင်းမွန်တဲ့မြေနေရာကိုရွေးချယ်ပြီးထယ်ထိုးမယ်ထွင်ရပြီးမြေကိုကျွန်တော်ညှက်အောင်ပ ပြင်ဆင်ရပါမယ်။ရေးဝတ်တာစိုက်ပေါင်းတွေကိုတပေခန့်အမြင့်အောင်ကျွန်တော်ဖော်ပြရမှာဖြစ်ပါတယ်။စီပွားပြီးစိုက်ပြုမယ်ဆိုရင်တော့တဒန်းနဲ့တဒန်းကျွန်တော်၅ပေခန့်တပင်နဲ့တပင်ကိုတုံးပေခန့်ချာပြီးစိုက်ခြင်းပြုလုပ်ပြရမှာဖြစ်ပါတယ်။မြေပြင်ဆင်မှာပဲကျွန်တော်နွားချေလဲ၁၀စည်းကန့်နေအစည်း20လောက်ကိုတေးကနှုံနဲ့ထည့်ပြီးမြေကြီးနဲ့တမအောင်ရုံးမပေးဘူးချက်ဟင်းကားကိုကျွန်တော်မြေပေါ်မှာပဲဖြန့်စိုက်တာတဲ့ စင်ထိုးပြီးစိုက်ပျိုးခြင်းဟာလည်းအတီးအရည်တွေးနဲ့ကျွန်တော်အထွက်နှုန်းကိုအများကြီးတိုးတက်စေမှာဖြစ်ပါတယ်။အပင်ငယ်လေးတွေကြီးလာရင်ဝက်ချမ်းဒါမှမဟုတ်ရန်ကျိုးခွေတွေနဲ့ကျွန်တော်ခိုင်ခန့်တဲ့စင်ကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။အညွန်လေးတွေစင်ပေါ်တွေ့တက်နိုင်ဖို့ကျွန်တော်မဖြစ်မနေထောက်မေးရမှာဖြစ်ပါတယ်။အပင်ငယ်စင်ပုံမှန်ရေလောင်းမှုလိုအပ်ပါမယ်။ဆောင်းရာဒီမှာဆိုရင်တော့10ရက်က15ရက်တခါမြေနေထားကြည့်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်။ ပန်းစားပွင့်ချိန်မှာကျွန်တော်တက်မီဩဇာဥပမာကျွန်တော် UV ရတီစုပါကိုအချိုးအစမှန်ကန်စွာတွေးပွေးခြင်းဖြင့်ကျွန်တော်အတင်းတင်လုံးကောင်းစီမှာဖြစ်ပါတယ်ပေါင်းမြက်ကိုနိုင်အောင်ရှင်းလင်းပေးရမှာဖြစ်ပါတယ်အပင်အညွန့်တွေစင်မော်ရောက်လာရင်အညွန့်ထိတ်ကိုကျွန်တော်ဖြတ်ပေးပါဒါမှလည်းကျွန်တော်ဘေးတက်တွေပို့ထွက်ပြီးအတီးပို့တီးမှာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ချိတ်တင်ခြင်းအဆင့်ပေါ့နော် ကျဟင်းကားဟာကျွန်တော်စိုက်ပြီးရက်ပေါင်းကျွန်တော်90ကနေ60အတွင်းအတီးဆက်တင်ပြီးပါတယ်အတီးတွေမှာကျွန်တော်အရင်မရင်ခင်ကျွန်တော်မဝါခင်ပါနော်အနေတော်ရွယ်မှာကျွန်တော်တရက်ချားတစ်ခါဒါမှမဟုတ်ရင်နှစ်ရက်ချားတစ်ခါကျွန်တော်ခုစုပေးရမှာဖြစ်ပါတယ်အရင်ရင်းမဲ့လုံးရင်ကျွန်တော်အတီးတွေဟာစားတုံးလို့ကျွန်တော်မကောင်းတော့ပါဘူးနော်အစင်းနဲ့တကြစိုက်ပြုံးမယ်ဆိုရင်ကျွန်တော်တေအကားကိုကျဟင်းကားဒီ1900 kg ပိတ်တာအပြင်တော့ကျွန်တော် 9000ကျော်အထိထွက်နိုင်ပါတယ်ဟုတ်ကဲ့ပါနောက်ဘေးဆိုင်ပြူနီးလေးတွေကိုတည်ကျင်နေလဲဆိုတာကိုကျွန်တော်ဗီဒီယိုရဲ့ comment box မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်